ခွေးတကောင်ကြောင့်ဖတ်ခင်နဲ့သွေးသားတော်ဆက်မှုဖြက်လိုက်တဲ့တာဒီအဖြစ်ပြက်ကပြီးခဲ့တဲ့နှစ်ပတ်လောက်တုန်းကထိုင်းနိုင်ငံဘန်ကောက်မြို့ထဲစမုတ်ပကန်မှာဖြစ်သွားခဲ့တဲ့ရှင်တော်ဆက်မှုဖြက်ခံရတဲ့ဖတ်ခင်ဖြစ်သူကအသက်89တောင်ရှိပြီး အဖိုးလိုပဲခေါ်လိုက်မရှင်။ဖြစ်စဉ်ကတော့မိုးပဲရွရွနေပဲပူပူ။လမ်းဘေးတနေရာကစင်ကဲတက္ကစီတို့ရက်တဲ့နေရာနားမှာနင်းနင်းငင်းငါအဲ့ဒီနေရာမှာအဖိုးအိတ်နေတာကိုလမ်းဖြတ်သွားဖြတ်လာတဲ့သူတွေတွေ့နေကြတော့အဖိုးတခုခုဖြစ်သွားမှာဆိုလို့လူတအူးကတဝေရှိကိုဖုံးဆက်အကြောင်းကြားသွားတဲ့အဖိုးကိုလာကူညီခိုင်းဖို့ရှင်။ တာဝန်ရှိတဲ့တင်ထောက်လဲအဖိုးစီကိုဆင်းသွားလိုက်ကြတယ်။ကြီးတော့အဖိုးလမ်းပေးရောက်ရတဲ့အကြောင်းရင်းကိုမေးလိုက်တယ်။ဖိုးပြောတာကတော့အဖိုးမှာသားသမီး၃ယောက်ရှိတယ်။နှစ်ယောက်ကဒီပန်ကောက်မြုတ်ထဲမှာနေပြီးနောက်တစ်ယောက်ကတောင်ပိုင်းမှာနေနေတဲ့အဖိုးဒီလမ်းပေးမရောက်ခင်အဖိုးကသားအကြီးနဲ့နေတယ်။သားမှာမိန်းမရှိတယ်။ ตาเนี่ยชวยมากกับอภูกูมองทุบไล่ลูกอภูตีลั่นไปมาหนีเนี่ยได้ตะวุ่นชื่อเนี่ยตะเด็นท่าเลยอภูกูขอพี่อภูเยตาจีเองกูเปลี่ยนโปไล่ได้เช่นตาก็ตะเด็นท่าเนี่ยตะวุ่นชื่อกูวิดีโอตะคู่ปะได้ไอ้ติวิดีโอก็อภูเนี่ยอภูเยตาก็ตุยตาต่อเสมุขึ้นไล่ได้วิดีโอตาเนี่ยชวยมากกับอภูกูบ้านเวง5000ปีๆชื่อชอบอภูบาพี่ๆตัวเนี่ยไม่ใส่บู အဖိုးကသူတို့နဲ့ပတ်သက်မှုမရှိတော့ကြောင်းကိုးသားတော်ဆက်မှုဖျက်သိမ်းလိုက်ကြောင်းဆက်ရွက်တရွက်ပေါ်မှာအဖိုးကိုလက်မှတ်ထိုးခိုင်းတယ်အဖိုးလည်းလက်မှတ်ထိုးခဲ့တယ်ตาကဗီဒီယိုအကုန်လုံးရိုက်ထားတယ်ရှင်ตาဖြစ်သူအဲ့လိုမျိုးလှုပ်ရတဲ့အကြောင်းရင်ตาဖြစ်သူပြောတာကတော့အဖေကခဏခဏသူတို့လင်မယားမွေးထားတဲ့ခွေးကိုအစားအစာတွေတွားကျွေးတယ်ဒါကြောင့်ခွေးကတည်သွားတယ် ကြီးတော့အဖေကကြာခနာကျွန်တော်နဲ့တွေးသားတော့ဆက်မှုခက်မဲ့ပြောလို့အဖေဖြစ်ချင်တဲ့အတိုင်းအဖေစန္ဒအတိုင်းကျွန်တော်လှုပ်ပေးလိုက်တာလို့တာဖြစ်သူကပြောတယ်ရှင်လူအိုကအရန်အားငယ်တတ်တယ်အဖိုးအားငယ်လို့အဲ့ဒီစကားကိုပြောမိရရောမဖြစ်နိုင်ဘူးလားရှင်ချွေးမကရောဘယ်လိုပြောလဲဆိုတော့အဖေကအိမ်ကပစ္စည်းတွေကိုခဏခဏယူပြက်တယ်အဖေကအိမ်စီကလည်းချိုးဖောက်တယ်အိမ်ကိုမင်းကလေးတွေလည်းခေါ်လာဘူးလို့ ဖေကိုငွေ9000ပေးပြီးတော်ဆက်မှုမရှိတော့ကြောင်းပတ်သက်မှုမရှိတော့ကြောင်းစာချုပ်လုပ်လိုက်တာတည်းရှင်လင်မယားနေရောက်ကသူတို့အဖေကိုမောင်းထုတ်ရဘူးအဖေပါတာအဖေထွက်သွားတာတကယ်လို့အဖေသူတို့နဲ့ပြန်လာနေရှင်လဲရတယ်ဒါပေမဲ့သူတို့အိမ်ထဲတော့မဟုတ်ဘူးအဖေနေဖို့အခန်းငားပေးမယ်ပြောတယ်ရှင်အဖိုးကဘယ်လိုပြောလဲဆိုတော့အဖိုးကသူတို့လင်မယားနဲ့ပြန်မနေရှင်တော့ဘူးသူတို့လင်မယားငါပေးမဲ့အခန်းနဲ့အဖိုးတွားမနေဘူး သူတို့အဖိုးကိုအိမ်ကနေမောင်းထုတ်လာတာစေချိန်မကတော့ဘူးချွေးမကအဖိုးကိုအဖိုးကအိမ်ကအမိုက်တရိုက်ဖြစ်တယ်လို့အမြဲတမ်းနိုင်တယ်ဆဲတယ်ตาแลสิทธิ์ไม่จีได้อภูปอมาเบลาซินเนลอภูก็ပြောတယ်ရှင်ตาဝင်ရှိကอภูကိုခဏခေါ်သွားလိုက်တယ်จันတဲ့อภูตาตมีနောက်ဦးကိုဆက်တွေ့ကြည့်မယ်อภูကိုอยู่ตัวပြုစုမလားမပြုစုဘူးလားဆိုတာတယ်ရှင် ဒီလိုမျိုးသားသမီးလည်းရှိတယ်ပဲเนาะရှင်အဖိုးကိုတနာပါတယ်